ကြိုးစားတော့လည်းပဲအဲတက်အချိန်နဲ့အချိန်နဲ့အချိန်နဲ့အားလုံးကိုကျွန်တော်လိုက်စုံစမ်းကြည့်ပါသေးတယ်တတော်ကြီးကိုတေချာကျွန်တော်ဘက်ကတေချာလောက်ပြီးလောက်ပြောလို့ရလောက်တဲ့အချိန်နေမိဘထီရောက်မှာကျွန်တော်နေနဲ့ဒီလိုသတင်းလေးကိုကျွန်တော်ပြောပါရစေအဲ့တော့ဒီကိစ္စဟာဆက်လက်စုံစမ်းတဲ့အခါမှာလုံးဝသတင်းဖုံးလာတာတွေသွားတွေ့ရတယ်နော်သတင်းဖုံးလာတာတွေအဲ့တော့ဒီကိစ္စကိုခင်ဗျားတို့အဲကျူးလွန်ခံရသူဒီလင်မယားနှစ်ယောက်ဘက်ကမမမမရက်တီပေးဖို့တော့ကျွန်တော်တို့မှတောင်းပန်ရှိတယ်ပေါ့နော် တော့ကျွန်တော်တို့ရက်တည်ပါတယ်သိရှိစေအောင်လဲတိုင်းဒီပြည်တည်တော့ပြောပါပြီဗျာနော်အဲ့တော့အဲ့ဒီတော့ချက်မလို့လာမှာဒီလီပေါ်ရှင်မှာချုပ်ဆိုပါခင်ဗျာဒီစနေဆိုရင်မြန်မာနိုင်ငံအတွင်းလက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲပြတ်တဲ့ကိုအနေနဲ့တင်ဆက်ပေးနေတဲ့ channel ကိုပဲဖြစ်ပါတယ်ခင်ဗျာ။ဆောင်ရွက်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာ။အရှင်ကိုလုံးဝခွင့်မလွပ်ပါဘူး။ခွင့်မလွပ်တဲ့အတွက်ကြောင့်မလို့အသူတွေပါပြောပြောတိုင်မယ်။တိုင်ပါလေ။အဲတိုင်လိုက်တဲ့အခါမှာတော့ အဲ့ဒီဘူကြီးကဘယ်ဘွားရောက်သွားလဲဆိုတော့ချက်ချင်းလန်ငယ်အရှိတန်းကိုပို့ပလိုက်ပါတယ်။နော်တတထဲမှာလုံးဝမထားတော့ဘူးမင်းရှိတန်းသွားတော့ဟုတ်ပြီအမှုရဆိုင်နေရတော့မရင်းချင်းခံလိုက်ရတော့ဘူကြီးရဲ့မိမကတော့တက်ပြင်မှာပြီးနေခိုင်းလိုက်ပါပြီ။တက်ပြင်မှာနေခိုင်းလိုက်ပြီးတော့တိုင်နာတိုင်ချက်ကလည်းပြီးသွားပြီနော်တိုင်ချက်ကတိုင်နာပြီးသွားပြီတိုင်တဲ့ခါမှာတရခံဖြစ်တော့ဘူကြီးကျွန်တော်တို့ဒီဌာနခွဲဘူကြီးကတော့တက်မှာရှိနေပါလား။ ဖမ်းချုပ်ထားတယ်ဆိုပြီးတရားခံအောင်တရားခံလို့မထားပင်းနဲ့နော်အရာရှိရိတ်တာမှာသူ့မိမနဲ့အေးအေးဆေးဆေးပဲထားပါလေတဲ့နော်အဲ့တော့ဒီတိုင်ချက်တွေအားလုံးကိုအခုကြားနာစစ်ဆေးနေတယ်။အဲ့တော့ကြားနာစစ်ဆေးတဲ့အခါမှာကြားနာစစ်ဆေးတဲ့အခါမှာဒီပေါ့ဘိုလ်ကြီးကသူ့ရဲ့ထွက်ဆိုချက်တွေကိုအဲတည့်ရလို့ပေါ့တည့်ရလို့ဘိုလ်ကြီးကအခုရှေ့တန်းရောက်နေတဲ့ကြောင့်မဟုတ်လို့ထွက်ဆိုချက်မှန်သမျှကို ရှည်တဲ့အဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့သူတို့စိတ်แท้ကြစိတ်แท้ကပါเนาะစီမံတယ်လို့လှုပ်ဖို့ကြံစီနေတဲ့အတိုင်းအတာတွေရှိပြီးတော့ဒီပေါ့မရင်းချင်းလိုက်တော့ဘူကြီးကเนาะဟိုဒီပြောမရင်းချင်းလည်းပြောလို့မရဘူးဗျာကာမလိန်လေပြီးယူလိုက်တဲ့เนาะဘူကြီးကအဲဘူကြီးကအခုခုရင်ဆိုင်နေရတယ်เนาะအဲ့တော့အဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့ ဟိုပေါ့ပေါ့ပြပြနဲ့လောက်လိုက်လို့ရှိရင်တော့တရားခံကတော့လွတ်သွားမှာပါဗျဒီတရားခံကိုကျွန်တော်တို့ကဆက်လက်လေ့လာကြည့်တဲ့အခါမှာအတရားခံကလည်းနင်းတော့အကောင်မဟုတ်ပဲနော်တရားခံကနင်းတော့အကောင်မဟုတ်ဘူးဘုသူ့ရဲ့သားဖြစ်နေတယ်ဆိုတဲ့အခါကျတော့နော်အာသူကရဲချုပ်ဟောင်းတယ်နော်ဘူချုပ်တန်းလိုင်ရဲ့တမတ်ဖြစ်နေတယ်ဟောအဲ့တော့ຢາດູກະແລ້ວជីແດ່ໂວຍແລ້ວຊິມົນຢາວ່າແດ່ເນາະເອົາດີປະຕິນາກະອະຄຸ ဖြစ်နေတယ်ခင်ဗျားတို့မယုံလို့ရှိရင်အဲ့တက်မှာစုံစမ်းမှာဖြစ်ရတယ်ဒီသတင်းကိုကျွန်တော်စာပြီးရတဲ့အချိန်မှာအမ်ကျွန်တော်တော့မှပဲပြောရမှာပုံကူပြန်စဉ်းစားရတယ်ငါအဓိရေမုန်းခံနိုင်လားเนาะဟုတ်ပြီအမှန်တရားတက်ငါအမုန်းခံဖို့လည်းဝေမလေးဘူးခင်ဗျားတို့ချစ်ချင်းမုန်းခြင်းပေါ်မှာကျွန်တော်စိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်ရဲ့အလုပ်ကကြုတ်ပြောပြရပဲဒီနီပိန်းဒေါ်လာရေးမှလည်းခင်ဗျားတို့ဒီအစိမ့်နေเนาะဒီမျိုးတိုင်းမှိုင်းနဲ့ကြုတ်ရက်တီတာကခင်ဗျားတို့နဲ့ပတ်သက်ခြင်းမဟုတ်ဘူးမတရားတာမြင်လို့ခင်ဗျားတို့ဘက်ကရက်တီတာဖြစ်တယ်လို့ တက်မလို့နဲ့ယက်တီရလဲဒီလိုမျိုးမတရားမှုကိုမြင်လို့ယက်တီတာဖြစ်တယ်အခုလဲတက်မလို့မှာလဲမတရားမှုရှင်နေများကာလာပတ်လို့ကျွန်တော်တိုက်ပွဲဖြစ်တယ်အခုဒီတိုက်ပွဲမှာလဲကျွန်တော်ချစ်ချင်းမုန်းညင်းတွေကိုကျွန်တော်ကူဆိုင်နေမှာမဟုတ်ပါဘူးအခုပြောစရာရှိတော့အခုကျွန်တော်ပြောပြပြီးသားပြီအဲ့တော့သူ့ရဲ့သားသူ့ရဲ့သမတ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲတော်တော်လေးကိုဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီသတင်းရရှိတဲ့အချိန်မှာကျွန်တော်ဒီပြူဝှောက်ကျိုးသားတယ်ဒီပြူအာကျွန်တော်တို့ဒီဒီကိစ္စကိုတည်တည်ချာချာ လေ့လာပေးပါမျိုးဟိုအနိုင်ကျင့်ခံဒီလင်းများနေရာကမျက်နှာမွေးဖြစ်ပြီးအနိုင်ကျင့်ခံပြီးတော့အာနာတွေပါဝါတွေနဲ့ဝိုင်းပြီးတော့ဖိနေတဲ့အတွက်ကြောင့်အမျိုးသမီးလေးခင်ဗျာမအခုတိတ်မကြခင်ပါဘောနော်အဲစစ်ချက်တွေထပ်ယူမကောင်းမလေးရတော့အခုတက်ပြင်မှနေနေရပါပဲနော်အမျိုးသားကတော့ရှည်တန်းထွက်နေရတယ်နောက်မှကြံခဲ့တဲ့ဒီတရားခံကတော့တက်ထဲမှာအေးအေးဆေးဆေးပဲအမှုစစ်အမှုအမှုတွေတဲ့ဒီတရားခံနဲ့တော့မတူပါဘူးနော်အေးအေးဆေးဆေးနေနေရတဲ့ပုံစံမျိုးတွေထိရှိနေပြီအဲ့တော့ ခင်ဗျားတို့ဒီကိစ္စကိုဘလို့ဆောင်ရွက်มาလဲကျွန်တော်ကတော့မျော်လင့်နေကျွန်တော်တို့လူမျိုးနှလုံးသားရှိတော့စစ်ဘုတ်ချုပ်တွေအမှန်တရားကိုချစ်တော့စစ်တီတွေကျွန်တော်တို့မျော်လင့်มาလဲเนาะအဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့တော့မှဒါမျိုးနေပြောရင်ခင်ဗျားတို့စစ်သားချင်းတွေတတိယပို့ပြီးတော့ဂိမ်းဆိုင်တင်ဘူးလားဟုတ်ပါဗျာเนาะဟုတ်ပါပြီကဲဟုတ်ပြီအဲ့တော့တိတ်ကောင်းပါလဲကြော်ဝင်းနဲ့လေးစားပါခြင်းကျေးဇူးအများကြီးတင်ပါတယ်เนาะဟုတ်ပြီအဲ့တော့ အမင်္ဂလာပါတဲ့ရေသိမင်္ဂလာပါနော်ကျွန်တော်စိတ်တမျိုးလေးစားပါတယ်ကိုမောင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကဲဟုတ်ပြီမြောင်းနဲ့တကွအစကားပြောဖို့အချိန်ကရောက်လာပြီဗျာနော်မတရားတဲ့ဟုတ်မတရားတဲ့အချိန်တွေအားလုံးကိုကျွန်တော်အနေနဲ့မျက်နှာပြောပြသွားမှာပါနော်အဲ့တော့ချိုးတွေပညာပါနော်ချိုးတွေပညာပါစစ်တက်ကိုစစ်တီတွေချစ်ဖို့ကြိုးရင်ကြိုးစားပါနော်ကိုစစ်တက်ထဲမှာရှိနေတဲ့စစ်တီတွေကကိုယ့်ရဲ့တော့အတွက်ရွှေပဲ သူတို့တွေရှိနေရင်တော့မှတက်ကသူတို့တွေအားလုံးပေါ့နော်တရားရာဂိုင်းတို့တိုက်ပြချင်းနေတဲ့များကာလပတ်လုံးခမရတို့လုံးဝစစ်တက်ကပြုံးမကြအောင်အဲ့တော့ခမရတို့သူတို့ချက်အောင်လည်းနေတက်အောင်ကြိုးစားပါအခုဖြစ်ရမှာဆိုတော့ကြည့်လို့ရောက်40ကျော်အခုချိန်နေဆေးရုံမရောက်သေးဘူးနော်ဒဏ်ရာရတဲ့သူတော်မှပဲเนาะဆေးရုံမပုတ်ဆေးရုံမှာဆေးမကုစီမင်းနဲ့တန်းလုံထုံးလုံနီးဟိုကျင်းန်းရဲ့လုံထုံးလုံနီးရဆိုရင်ဆေးကုပေးရမယ်ဘာမှကုရမလဲကျွန်တော်တို့ဒီ ဆေးရုံမှာကုပေးရမယ်အစားစစ်တပ်စစ်သားတွေကိုမသေးမချင်းမပြောတာတေလူမျိုးပါဖြစ်အောင်အဲ့ဒီမှာထားတယ်ဘလို့လူမျိုးတွေကဆေးကန်းပို့ပေးလဲဆေးရုံပို့ပေးတယ်ဆိုလို့ရှိရင်တေကန်နီးတေကန်နီးစစ်တီတွေစစ်သားတွေကိုပဲလေအာဆေးကန်းဆေးရုံပို့ပေးပါတယ်တဲ့နော်အခုတေကန်နီးမဟုတ်သေးတဲ့အတွက်ကြောင့်မင်းတို့တေကန်နီးတဲ့အချိန်ထိမင်းတို့စောင့်အောင်ဆိုတဲ့ပုံစံမျိုးဖြစ်နေပြီးအယောက်၄၀ကျော် တေကန်ကြီးတေကန်ကြီးချိန်ကြီးဆောင်အောင်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေအဲ့တော့အခုအကြဆုံးစစ်တီတွေရဲ့ရဲမေတွေပေါ့ဒီရဲမေတွေကိုခင်ဗျားတို့စီယုံစမ်းပါနော်ဒီရဲမေတွေမှာလေခင်ဗျားတို့တနက်လည်းပြတ်တက်တယ်လက်နက်ကြီးလည်းပြတ်တက်တယ်နော်ခင်ဗျားတို့ဒီပြပရလည်းသွားပြီးဆက်သားလေးပတ်စာလေးဆွေးနေတာအဲ့ပတ်စာတွေဒီရဲမေတွေတော့တတ်တိမရှိဘူးတတ်တိရှိတဲ့စစ်တီတွေရှိတာတော်တော်များများပါနော်တော်တော်များများတတ်တိမရှိတာကျွန်တော်တွေ့ရမယ်ဒီရဲမေတွေက ဟိုဘယ်လိုမလဲစစ်ထဲမှာစစ်ထမင်းစစ်ဟင်းစားပြီးတော့နော်စစ်တပ်ကထမင်းစားပြီးတော့စစ်သားစိတ်တဲ့ဝင်နေရဲ့သူတွေသူတို့မျိုးသားတွေဆုံးသွားတဲ့အခါမှာကြာဆုံးသွားတဲ့အခါမှာတော့သူတို့တွေဒီမှာထွက်နေနေရပြီမဒီရဲမီဒီယာအကုန်လုတ်တက်တယ်ပင်ပန်းခံနိုင်တယ်နော်ပြီးလို့ရှိရင်အဲတနက်ကောင်းကောင်းပြစ်တက်တယ်တနက်ပြစ်တက်ရုံမကောင်းလက်နက်ကြီးတွေပါကောင်းကောင်းပြစ်တက်တယ်လက်နက်ကြီးဆိုတာပြစ်ချင်ပြစ်လို့ရတာမဟုတ်ဘူးဒီရဲမီဒီယာအကုန်လုံးရအောင်အဲ့တော့ခင်ဗျားတို့ဒီစစ်တပ်အတိုင်းဝိုင်းပဲ့ထွက်နေတဲ့ စစ်တီတွေနဲ့ဒီစစ်မှုန်းဟောင်းတွေနဲ့အကုန်လုံးကိုပဲခင်ဗျားတို့စီးယုံကြည့်ပါအောင်เนาะစီးယုံနိုင်အောင်မှာပဲခင်ဗျားတို့တက်တာတော်တော်အင်အားတွေပြန်ကောင်းလာမှာဖြစ်တယ်เนาะအရာရှိမှုတွေအဲ့လောက်အခွင့်အရေးရနေတာတဲ့အခြားအဆင့်ဆိုရင်တဲ့သူတို့လက်ခုပ်ထဲကရှိပဲတဲ့မင်္ဂလာပါကိုမောင်နဲ့မင်္ဂလာပါနော်အမှန်တရားကိုပြောပြရကျေးဇူးတင်ပါဟုတ်ကဲ့ပါကိုမောင်ပြောတာမှန်ပါတယ်ဗမောပြဖြစ်သွားပြီမင်းတို့စိတ်ထဲခံဖြစ်နေလားပြောမနေနော်ဗမောကအေးအေးဆေးဆေးပဲ ဘာမောင်နဲ့ပတ်သက်ပြီးတော့ပြောစရာရှိတယ်ပြောစရာရှိတဲ့အခါမင်းတို့ပါတော့ညာလဲပဲကျွန်တော်အဲကိုယ့်လုံမဟုတ်လို့မပြောတာတွေရောရှိတာဗျာကိုယ့်လုံမဟုတ်တော့ကိစ္စတိုင်းလည်းကျွန်တော်ဝင်ပါကျွန်တော်အခုဆိုရင်ဒါမတရားမှုမို့လို့ဆိုကျွန်တော်ဝင်ပါတာပါနော်မတရားမှုဆိုတာဒီဟိုလင်မယားနှစ်ယောက်ကရာရှိလင်မယားနှစ်ယောက်ကအနိုင်ကျင့်ခံရတဲ့အခါကျတော့သူတို့ဘက်ကနေပြီးတော့ဘယ်သူမှပြောမိမယ်လို့မရှိတဲ့အကြောင်းကိုကျွန်တော်ဝင်ပြောပေးတာပါနော်အဲ့တော့အဲတခြားတခြားပေါ့ အခြားကိစ္စတွေရှိတယ်ဒါပေမဲ့ဒီလူမေးကိစ္စတွေကျွန်တော်ဝင်ပါချင်မှာဟုတ်ကြနော်ပြောလို့မပြောချင်မှာအောင်အဲ့လောက်ဆိုလို့ရှိရင်လည်းခင်ဗျားတို့အဲ့မှာတက်မှာဖြစ်ပြနေတဲ့ကိစ္စပေါ့နော်အဲကျွန်တော်မပြောတာပဲရှိတယ်ဆိုတော့သိစေချင်တာပါနော်ကြောက်ဖြူအခြေအနေဘယ်လိုလဲတဲ့ဟုတ်ပြီကြောက်ဖြူအခြေအနေပြောပြမယ်နော်ကြောက်ဖြူကအခြေအနေတင့်ပါတယ်နော်မင်းတက်တောင်ကအဲနောက်ဆုတ်ပေးလိုက်ရပြင်မယ်အခုမင်းတက်တောင်ကိုနောက်မဆုတ်ပဲနဲ့အခုတက်ကပြန်ပြီးတော့အဲ ပြန်တိုက်ယူနေရရှိတယ်ပြန်တိုက်ယူနေတဲ့အတွက်ကြောင့်မို့လို့ AA ဘက်ကလည်းအခုဆိုလို့ရှိရင်ဆွဆွဲတာရရှိတယ်ပေါ့နော်အာတရုတ်ကနေပြီးတော့တရုတ် drone တပ်ဖွဲ့ဝင်တွေကကူညီပေးနေလို့သူတို့ AA တွေအခုပိုးစပ်ဆက်သေးနေပါလေဆိုတဲ့ပုံစံမျိုးတွေအထိ AA ဘက်ကငင်းညူနေရတယ်သွားတွေ့ရတယ်နော်ဒါပေမဲ့လည်းတိုက်ပွဲအတွက်ကြမ်းနေပါလေနော်တော်တော်ကြမ်းနေတယ်ကြမ်းသေးလေးရောက်လဲအထက်ရရှိအဆင်ဆင်များသည်ကြောက်ဖြစ်နေပတ်သက်ပြီးတော့တော်တော်ကြီးစိုက်ပါလေခင်ဗျာနော် ဲ့ဒါကိုလည်းကျွန်တော်တို့တလေးတစားကျွန်တော်တို့တွေ့ရတယ်ကြောက်ပြီးမကြစီခြင်းတကြောင်မို့သူတို့တော်တော်ဂိဆိုင်တယ်ဂိဆိုင်တဲ့ကြောင်မို့လို့အမ်တေချာဆောင်ရသူတို့ဘက်ကတင်းနေအချက်လက်တွေနဲ့ဒီအေအေဘက်ကကျွန်တော်ကျွန်တော်ရဲ့ဒီဟိုခေါင်းမဆိုစီရီတင်းမြစ်တွေအကုန်လုံးပေါ်မှာခြေခံပြီးပြောရမယ်ဆိုလို့ရှိရင်တော့အဲတော်တော်လေးကို တိုက်ပွဲကတော့မိညကျန်းနေတာပါနော်တရင်တဲ့ကိုလည်းဒီပေါ့အခုသူတို့ရအောင်တိုက်နေတဲ့ရဲတရင်တဲ့ကိုလည်းနက်နက်ကြီးပြည့်ထည့်နေရရှိတယ် တခါတတိယဖန်ရံကဆိုသလိုလာကြပါတယ်ခင်ဗျာเนาะအဲ့တော့တိုက်ပွဲချမ်းနေလို့ပြောမှာတိုက်ကြောက်ပြူနေတဲ့အခုချိန်ထိကတော့ရေခဲလို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်ကရေခဲဆိုတာကလေကျွန်တော်ရေခဲဆိုခင်ဗျားတို့ကလည်းပေါက်ရထည့်အောင်မှာအဲကာဂင်းနောက်ဆုံးတော့ပြင်မှာအဲ့ကာဂင်းကိုပြန်တိုက်ရဆိုတာအဲ့တော့ကာဂင်းမှာနေမယ်ခြာလက်ပဲရန်နေတဲ့ပုံစံပဲအဆင်မရှိပါသေးဘူးလို့ပြောအောင်ပါเนาะမင်္ဂလာပါနော်လွဲနေပါလေမဟုတ်ပါဘူးเนาะရေတက်ရင်30မိနစ်ကိုအေးရတိုင်းလိုက်ပြီတဲ့ ပေါက်ကြီးရတဲ့နေနေဖြစ်ပါလိမ့်မယ်နော်ပေါက်ကြီးရတဲ့နေနေပါနော်လုံးဝမဟုတ်ပါဘူးစစ်တပ်အတိုင်းဝိုင်းမတရားမှုမျိုးမှုလို့သားရတဲ့အသံထွက်တာပါဗျာတဲ့ပြည်သူလူထုကဆိုဝိုင်းဖုံးလိုက်ကြပါကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီနေ့မနေနေ့ဒီလောက်မှာပဲရက်ပြစေဦးနော်ကျွန်တော်လည်းတရားရဂိုင်းတော့ကျမ်းမာရေးပြန်လဲမကောင်းမှုတွေကျွန်တော်စီမှာဒီလိုရာဒီမျိုးဆိုလို့ရှိရင်ရာဒီတုတ်ကွေးပါ ျွန်တော်ဖြစ်တယ်အဲကျွန်တော်လည်းဒီနှစ်တော့ထိတယ်ဗောနော်အဲ့တော့တရားရုံတော့ပြန်မကောင်းနေဘူးလားကျွန်တော်ရဲ့အဲ like ရက်ပြတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်